်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘသူမှလက်မခံနိုင်တော့မှန်တကယ့်ကိုတည်ကြသွားခဲ့ပြီမိမိကိုမိမိစိတ်ကြီးဝင်နေကြတော့စစ်ဗိုလ်ချုပ်များကသူတို့အားလုံးပေါင်း၍ထွက်လာတော့အသိဉာဏ်ဖြင့်လက်ရှိအကြက်တဲကြီးမှရုံထွက်နိုင်ပြီဆိုကစီမံလာကြသည့်မြောက်လိုင်းရွှေခောက်ပွဲဆိုသည့်ကသူကိုယ်တိုင်သမရအဖြစ်တင်မြောက်ခံရရင်လည်းစေအုပ်ချုပ်ရေးခိုင်မြဲသည့်ထက်ခိုင်မြဲရန်ကြံဆောင်နိုင်ဖို့ဆိုသည့်ကိုနိုင်ငံတကာအသိုက်အဝန်းသည့် ကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီးဖြစ်သည်ကွာလန်လန်ပူတွင်ကျင်းပနေသောအာဆီယံထိပ်သီးအစည်းအဝေး၏ဘေးထွက်ဆွေးနွေးမှုများပြုလုပ်ရန်ရောက်ရှိနေသောကုလထွေထွေတွင်ရေးမှုချုပ်အန်တိုနီဂူတာရက်စ်မှသတင်းစာရှင်းလင်းပွဲတွင်ယခုလိုပြောဆိုသွားခဲ့သည်2021စစ်တပ်အာဏာသိမ်းမှုသည်နိုင်ငံအပေါ်ချမအစိုးများတစ်ခုပြီးတစ်ခုချရောက်စေခဲ့သည်တာမကဒေတာရင်းတည်ငြိမ်ရေးကိုပါချိန်ချောက်လာနေသည်နေပြည်တော်ရှိစစ်အုပ်စုအနေဖြင့်2021မှာစ၍54တန်းသောပြည်သူများအပေါ်တက်ရောက်စီခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာအကြံဖတ်နေမှုများကိုအဆုံးသတ်ရမည်။ပြည်သူများရွေးချယ်တင်မြှောက်ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုဖြုတ်ချပြီးခေါင်းဆောင်များဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်တို့ကိုထောင်သွင်းအကျဉ်းချခံရသည့်အဖြစ်မှယုံကြည်စိတ်ထားရသည့်အယက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်လည်ရရှိရန်ဒီလန့်ရှာဖို့လိုသည်။ကုလသမဂ္ဂသည်အာဆီယံ၏အချက်၅ချက်ကိုထောက်ခံကြောင်းစေုပ်စုအနေဖြင့်အကူအညီများလိုအပ်နေသည့်ပြည်သူ၂၂တန်း အိုးအိမ်ဆုံးခွာထွက်ပြေးနေကြရသည့်၃.၅တန်သောလူလူအတွက်လူသားချင်းစာနာထောက်ထားစွာဖြင့်လက်တလောကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်တိုက်တွန်းသွားခဲ့သည်။ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မယ်လို့ဘယ်သူကမှယုံကြည်မှာမဟုတ်တဲ့အပြင်နိုင်ငံအတွက်အဖြစ်တစ်ခုရရှိလိမ့်မယ်လို့လည်းထင်ထားကြမှာမဟုတ်ဘူး။ဂူတာရက်ကဆက်လက်ပြောကြားရာတွင်နိုင်ငံတွင်ဖြစ်ပျက်နေမှုများအတွက်တုံ့လောက်ချားမိကြောင်းကျွန်တော်တို့အားလုံးမြန်မာပြည်သူတွေမျှော်လင့်တောင်းတနေတာတွေပေးနိုင်အောင်အာဆီယံနဲ့အတူလက်သွဲလှုပ်သွားကြပါစို့ ကုလထွေထွေတွင်းရင်မှုချုပ်ကကန်းကုံအောင်ပြောသွားခဲ့ပြီးဖြစ်သည်အာဆီယံတန်တမန်အတိုက်ဝန်းမှဆေးဥစုရွေးကောက်ပွဲသို့အာဆီယံအဖွဲ့အနေဖြင့်လှိလဆောင်ကြည့်ရန်အဖွဲ့ဆေလွတ်မည်မဟုတ်ဟုအတည်ပြုပြောဆိုခဲ့ကြသည်ထို့သောအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ကိုယ်တော်နှင့်ကိုယ်ဆေလွတ်နိုင်သည်ဟုလည်းဆိုသည်အာဆီယံကိုစားပြုဆေလွတ်ရန်အဖွဲ့ဝင်နိုင်ငံများအကြားသဘောထားကွဲလွဲကြသည်ဟုသိရသည်အဖွဲ့ဝင်စစ်တပ်နိုင်ငံဖြစ်လာသည့်အာဆီယံခေါင်းဆောင်များအစည်းအဝေးမှမြန်မာနိုင်ငံအတွင်ပြည်ပခါများကိုလွန်စွာစိုးရိမ်မကင်ဖြစ်ရကြောင်းနှင့် ငြိမ်းချမ်းရေးရရှိဖို့တည်တည်တသာတိုးတက်မှုများမတွေ့ခရဟုထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟုကြေညာချက်တွင်ပါရှိလာသည်။ရွှေကောက်ပွဲမလုပ်မီအကြံဖတ်မှုများရပ်တန့်ပြီးနိုင်ငံရေးဆွေးနွေးပွဲများစတင်ရလိုအပ်သည်ဟုလည်းထက်လောင်းပြောဆိုသွားသည်။မြန်မာစစ်အုပ်စုအတွက်တော့အတိမတ်ပြုခံရရန်မျှော်လင့်နေသည်များအလဲထိုးခံလိုက်ရခြင်းဖြစ်သည်ဟု Solari Starry Singapore မှာနိုင်ငံတကာရေးရသူတွေသည်မူစတာဖာအီဇူဒင်ကပြောခဲ့သည်။ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်လာနိုင်သည့်အထောက်အထားများလည်းမတွေ့ရဟုဆိုသည် EU အဖွဲ့ဝင်နိုင်ငံများကမ္ဘာတဝန်းရှိလူခွင့်ရေးဖွဲ့များအလုံးကဝိုင်းဝန်းရှုံချထားပြီးဖြစ်သည်အဖွဲ့ဝင်အသစ်ဖြစ်လာသောအရှိတီမောသမရာရှိုဇေရာမိုအော်တာကအာဆီယံအတွက်ရှေ့မတိုးနောက်မဆုတ်ဖြစ်ပြီးခေါင်းခဲနေရသည့်မြန်မာပြည်ထနာကိုမိမိကိုယ်တိုင်ကြားဝင်ပြီးဖြည့်ရှင်းပေးလိုကြောင်းကမ်းလှမ်းလာခဲ့သည်မြန်မာနိုင်ငံသည်တရုတ်နှင့်တာမကအမေရိကန်၊ဩစတြေးလျ၊အနောက်နိုင်ငံများနှင့်နီနီကက်ကက်ဆက်ဆံမှုများရှိနေ၍ဖြစ်သည်ဟု AP သတင်းဌာနနှင့်အင်တာဗျူးတွင်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။ရုရှားနှင့်တရုတ်တို့ကသာ၎င်းတို့၏တပည့်တပန်းကြီးအဖြစ်ကြောင်ကြကြခံယူလာသောစေအုပ်စုအခြေခံလာလို့ဟုသောမျှော်လင့်ချက်ဖြင့်ထောက်ခံပံ့ပိုးနေခြင်းဖြစ်သည်။ဤသူမဆိုမိမိတို့အာနာရှင်ခိုင်းဝင်ဖြစ်လာသူကိုမျက်နှာလွဲခဲဖြစ်လောက်ကြမိကမှာဟုတ်ပြီအိန္ဒိယနဲ့ထိုင်းတို့ကလည်း၎င်းတို့အဆင်ပြေသွားလျင်မခတ်ချီလို့ဆိုကအောက်ကျင်းနဲ့လောင်းနေကြခြင်းသာဖြစ်သည်နိုင်ငံကိုတိတိတတ်တာတည်ငြိမ်မှုရရှိနိုင်သည့်တစ်ခုတည်းသောနိလန့်သည်မေဥတော်လိုင်းရင်းနဲ့အတူပေါက်ဖွားလာခဲ့သော Federal Democracy အုပ်ချုပ်ရေးပင်ဖြစ်သည်။ဒေါ်လာရေးအင်အားစုများချပြခဲ့သော Federal Lansing သည်လူထုတရက်လုံးကိုစီးယုံနိုင်ခဲ့ပြီးဖြစ်သည်။ထိုယူမှန်ချက်ကြီးအောင်မြင်ရေးအတွက်စစ်အာဏာရှင်စနစ်ကိုမှောက်လံပြစ်ရန်အသက်ပေး၍တိုက်ပွဲဝင်နေကြပြီးဖြစ်သည်။အဓိကသည်ကဒေါ်လာမှဖြစ်မည်ဆိုသောစိတ်ဓာတ်ပင်ဖြစ်သည်။ထိုစိတ်ဓာတ်တစ်ခုတည်းနှင့်ပင်ထောင်ပေါင်းများစွာသောလူလူကြီးသည်လက်နက်ဆွဲကင်ပဝင်လာခဲ့ချခြင်းဖြစ်သည်စစ်ဗိုလ်ချုပ်များသည်အရက်ပုံမြလာမိခွက်ဆောင်ဘလူးအာမိခွက်ထဲပြန်သိမ်း၍မရတော်သည့်အဖြစ်နှင့်အလားသဏ္ဍာန်တူနေပြီဖြစ်သည် ရှေးလျှောက်အာနာကိုဆက်၍စုပ်ကင်ထားနိုင်ရန်အတွက်၎င်းတို့၏တခုတည်းသောထွက်ပေါက်သည်ဆက်၍အကြမ်းဖက်နိုင်မှဖြစ်မည်ဟုခံယူထားကြရပြီဖြစ်သည်ဖြစ်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြတ်တို့ကိုရည်ညွှန်း၍ထောင်ချနေသောရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်အာဆီယံအစည်းအဝေးသို့မင်းအောင်လိုင်ကိုတက်ခွင့်ဆက်ပိတ်ပင်မှုအပေါ်ဇော်မင်းထွန်းဒေါ်တာတကြီးတုံ့ပြန်နေဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် မြန်မာဒီမိုကရေစီခေါင်းဆောင်နှင့်လူလူခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရည်ညွှန်း၍ထောင်ချနေသောရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွေ့ဆုံ့ကွေ့မပေးနိုင်ကြောင်းအကြံဖတ်ဆောင်မင်းထွန်းကဂျမနီပြောဆိုလိုက်ပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုင်းနိုင်ရပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးသို့မင်းအောင်လိုင်းအပါအဝင်နိုင်ငံရေးရာထူးရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ်အကြံဖတ်ဆောင်မင်းထွန်းကထို့သို့တုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။ အကြံဖတ်မရလိုက်အနေဖြင့်2021ခုနှစ်အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင်မြန်မာနိုင်ငံအခြေအနေကိုသွားရောက်ရှင်းပြခဲ့ကြောင်းပုံသဘောတူညီချက်၅ချက်ဆိုသည်မှာအစီဝေးပြီးမှထွက်လာခြင်းဖြစ်ကြောင်းတို့ရာတွင်စစ်တပ်အနေဖြင့်အာဆီယံကိုသဘောတူညီချက်၅ချက်ကိုတတ်နိုင်သမျှလိုက်နာခဲ့ကြောင်းထောင်ချနေသောရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းအကြံဖတ်ဆော်မင်ထွန်းကပြောဆိုပါရယ်အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်ရောနိုင်တဲ့ သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ချတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမပေးပါမယ်။ဘယ်နိုင်ငံမှာရောတွေ့ဆုံခွင့်ပေးပါလဲလို့မေးခွန်းထုတ်ချင်ပါတယ်ဟုစော်မင်းထွန်းကဆိုပါတယ်။အကြံဖက်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်ကိုစူးစမ်း၍လိုက်နာခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ချက် မြန်မာနိုင်ငံကမလိုက်နိုင်၍နိုင်ငံရေးရာတူရရှိသူများကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ဆက်လက်ပိတ်ပင်သည်ဆိုသောသတင်းများကိုအထက်အခံသတင်းမီဒီယာများကစက်တိုက်ထုတ်လွှင့်လျက်ရှိကြောင်းအာဆီယံအဖွဲ့ဝင်များအနေဖြင့်တနိုင်ငံ၏ပြည်တွင်းရေးကိုတနိုင်ငံကမဆွက်ဖက်ခြင်းဟုသောအခြေခံမူကိုလိုက်နာတင်ကြောင်းအကြံဖတ်စော်မင်းထွန်းကဒေါသတကြီးတုံ့ပြန်သွားပါရယ်အာဆီယံအထူးအဖွဲ့ဝင်များအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုချမ်းတူရည်တူရှိမှုနဲ့ မည်မည်တည်ရန်ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမှုတွေကိုအမြဲတည်းပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံအဖွဲ့ကြီးစတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးအဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ချာတာအာဆီယံဝေးအာဆီယံဆက်ပရိတ်ကိုလိုက်နာရမယ်ဆိုရင်အာဆီယံအဖွဲ့အစည်းကြီးပုံမှန်စည်းလုံးအကျိုးဖြစ်ထွန်းစီမှာဖြစ်မယ်လို့ပြောကြားကြမှာတဲ့ဟုအချမ်းဖတ်စောမင်းထွန်းကပြောဆိုပါရယ် အကြံဖတ်မေးရောက်လိုက်ကို2021ခုနှစ်ခရီးကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုင်းနိုင်ရန်ပြက်ကွက်မှုဖြစ်အာဆီယံထိပ်သီးအစည်းအဝေးများသို့တက်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ပါတယ်။ဆလပီနှထိုးကြီးမြို့နယ်ကံကျေးရွာတွင်အထိုင်ကျတက်ဆွဲထားသောစစ်စခန်းကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ကံကြီးရွာတွင်ထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်စခန်းကိုဖွင့်ရောက်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြေချခရိုင်အမှတ်၁တရမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘားလ26ရက်နေ့မြင်းချန်နှထိုးကြီးလမ်းပိုင်းရှိအင်းအား90ခန်းဖြင့်အကြမ်းဖက်စစ်တပ်နှင့်ဖြူစောတိများထိုင်ချတပ်ဆွဲထားသောကံကြီးပါတို့တော်လည်ရေးတပ်ဖွဲ့များကဖွင့်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား၅ဦးသေဆုံးကတော်လည်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါရယ်။ ကံရွာကြီးရွာမှာကစစ်ခွေးအင်အားကခံမှန်းကြီး90ဝန်းကျင်လောက်ရှိတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ခွေးအလောင်းတွေနဲ့ထံရရတဲ့ကောင်တွေကိုကားတွေနဲ့မြို့တဲကိုတဲသွားတယ်လို့သိရပါဗျ။စစ်ခွေးတိတာက9ကောင်လောက်ရှိမယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းချန်ခရိုင်အမှတ်1တပ်ရင်းမှတာဝန်ရှိသူကပြောဆိုပါဗျ။စစ်စင်ရေးတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်အမှတ်1တရင်နှင့်နထိုးမြို့နယ်ဘက်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်သားများသည့်ဆိုင်ခဲများဖြင့်ကုန်းတာရွာဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြောင်းသိရပါသည် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။